စကိုင်းတိုင်းဝင်းသူမြို့နယ်ဝင်းသူမြို့ကနေအင်အား60နဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချိန်မုံခဲ့ရမှာ35ဦးကျော်ဟာသေသွားပြီးစစ်တုံးမှန်6ဦးနဲ့တူလက်လက်ခင်းရန်တွေလည်းတိမ့်ဆက်ရရှိခဲ့လို့ calling ခိုင်အမတ်လင်းတရင်ကကိုရှိုင်းရှိုင်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်စတင်ပါလာ3အနေကဝင်းသူမြို့ကနေအကျန်းဖက်စစ်သား90ဦးနဲ့လက်အောက်ခံရဲ10ဦးစုစုပေါင်း အင်အား60ဦးပါဝင်တဲ့စစ်ကြောင်းကို ထောက်ကျန်တော်ရွာအနီးမှာကြက်ကောင်းတောင်အရောက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ချိန်မုံခဲ့တာလည်းဖြစ်ပါတယ်။အကြံဖက်ဆက်အနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်အယုံကြည်သမရနဲ့ KNU ဥက္ကဋ္ဌတို့တွေ့ဆုံဆွေးနွေးပြီးခိုင်မာစွာလက်တွဲဖို့သဘောတူညီလိုက်ကြတယ်လို့နှစ်ဖက်စလုံးကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။ဒါကတော့စက်တင်ဘာလ24ရက်နေ့ကပဲအကြံဖက်ဆက်အနာရှင်အမြင့်ပြတ်တိုက်ဖြတ်ရေးအတွက် အမျိုးသားညအစိုးရ NG ရိုက်သမရဒူဝါလရှိလာနဲ့ GNU ဥက္ကဋ္ဌဘဒု software 2ဝင်းတို့တွဲဆုံဆွေးနွေးကြကြတယ်ဆိုပါတယ်။မြောက်ကိုရီးယားနိုင်ငံကမြန်မာစစ်တပ်စီလက်နက်ရောင်းချမှုမှာပါဝင်နေတဲ့မြန်မာ3ဦးနဲ့မြောက်ကိုရီးယား2ဦးအပါအဝင်စုစုပေါင်းလူပုဂ္ဂိုလ်5ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။